knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့ function ကတော့ exe version 2019ကနေစတင်ပြီးတော့ပါဝင်လာတယ် office 365 version 3နဲ့တူရအသုံးပြုလို့ရတဲ့ filter function ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတင်ကစားလေးကိုမရှင်းပြခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုခြင်းပါတယ်အဲတကယ်လို့ကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ် တော့ filter function မှာကအားနည်းချက်နှစ်ခုရှိတယ်အားတာချက်တွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်ကပထမဆုံး video file နေနဲ့အနာဥပမာ၃ခုကိုပြောပြပေးမှာပါဟောပါပြီဒါဆိုကျွန်တော်သင်ခန်းစာကိုဆက်ပြီးတော့လေ့လာကြည့်လိုက်အောင်ကျွန်တော်တို့ဒီသင်ခန်းစာမှာကျွန်တော်ကအခုเนาะ filter function နဲ့ပတ်သက်ပြီးတော့လေ့ကျင့်ဖို့အတွက်အခုလိုမျိုးကျွန်တော်မှာ database တစ်ခုတည်ဆောက်ထားတယ်ဒီ database ထဲမှာဆိုရင် date တွေမှတ်ထားတာရှိတယ် employee ရဲ့နာမည်တွေမှတ်ထားတယ် sales team တွေမှတ်ထားတယ်နောက်တစ်ခုကသူတို့ရဲ့ expense တွေမှတ်ထားတယ်ပေါ့အဲ့တော့ကျွန်တော်က အဖီလ်တာလောက်တာကပြီးခဲ့တဲ့နှစ်ပိုင်းဒီမှာတော့ကျွန်တော်ဖီလ်တာဘော်တုန်တွေကိုအခုလိုမျိုးအသုံးပြုပြီးတော့ဖီလ်တာလောက်လေးရှိတယ်။ဒါပေမဲ့အဖီလ်တာ function ပေါ်လာတဲ့အခါမှာကိုကြီးညွှန်းထားတဲ့ဆဲကွက်မှာကိုလိုချင်တဲ့နံပါတ်တစ်ခုကိုပြောင်းရိုက်လိုက်တာနဲ့ဖီလ်တာလောက်ပေးမှာပါ။ဥပမာအားဖြင့်ဒီအစိမ်းရောင်ချေထားတဲ့ဆဲကွက်မှာကျွန်တော်က team B လို့ရိုက်လိုက်တာနဲ့တပြိုင်နက်အဲကျွန်တော်ဖီလ်တာ function အသုံးပြုထားတဲ့ဇာတ်ကွက်မှာအခုလိုမျိုးအဲသူကပေါ်ပြပေးမှာဖြစ်ပါတယ်။ကောင်းပြီဒါဆိုဒီဖီလ်တာ function ကိုဘယ်လိုအသုံးလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့လေ့လာရအောင်။အဲ့တော့เนาะအဲ့တော့ equal fil တပ်ခုံနိုင်မယ် array ဆိုတဲ့နေရာမှာကိုလိုချင်တဲ့ filter လုပ်ပြီးသွားရင်မြင်ချင်တဲ့အကြောင်းအရာကိုထည့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကအခု filter လုပ်ပြီးသွားတဲ့ပြိုင်နဲ့ဟုတ်ဒီဘက်မှာရှိနေတဲ့ဇာကွက်ကအကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်မြင်နေတာဖြစ်တယ်။ဒါကြောင့်မလို့ array ဆိုတဲ့နေရာမှာအဲ့ဇာကွက်ကြီးတစ်ခုလုံးကိုကျွန်တော် select မှတ်ထဲမှာပါ။ဟောပြီဒါဆို select မှတ်ချင်တော့ဇာကွက်ရဲ့ဘယ်ဘက်ထောင်းအပေါ်ကိုအခုလိုမြားအနက်ရောင်လေးပုံအောင်ထောက်လိုက်ပါ။ထောက်ပြီးတော့အဲ click ချက်ပေးလိုက်ပါ။ table feature ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုနီးစနစ်နဲ့ ကျွန်တော်ဆက်လက်မှတ်လို့ရပါတယ်တကယ်လို့ကိုကတေဘယ်ကိုမသုံးဘူးဆိုရင်တော့အဲကျွန်တော်တို့ဒီဓာတ်တွေအကုန်လုံးကို mouse နဲ့ဆက်လက်မှတ်ပြီးတော့မှထည့်ရမှာပါကောင်းပြီပြီးရင်တော့ကျွန်တော် comma ကုတ်မယ် include include ဆိုတဲ့ argument နေရာကတော့ဘယ်အကြောင်းအရာနဲ့တူရင်ပေါ့နော်ဘယ်စာတိုင်းမှာရှိနေတဲ့အကြောင်းအရာတွေကဘယ်စကားလုံးနဲ့တူရင် filter လုပ်ပေးပါလို့ကျွန်တော်တို့သတ်မှတ်မှာဖြစ်ပါတယ်ဥမာအားဖြင့်ဆိုရင်ကျွန်တော်ကဒီ setting a ဆိုတဲ့ဟလာ column မှာရှိနေတဲ့စကားလုံးတွေက အဲကျွန်တော်သတ်မှတ်ထားတဲ့ဟော်ဒီစကားလုံးနဲ့တူရင်အဲဖီလ်တာလုတ်ပေးပါလို့အဲကျွန်တော်ကပြောมาဖြစ်တယ်ဒါကြောင့်မလို့ include argument နေရာမှာပထမဆုံးအနေနဲ့ဟော်ဒီ setting ရှိတဲ့ column တစ်ခုတော့ဆက်လက်မှတ်ထည့်လိုက်ပါပြီးရင်ကျွန်တော်တို့ကတူသလားလို့မေးခြင်းတဲ့အတွက်ညီမကြီးကိုနှိပ်ရမယ်ပြီးရင်ဘယ်စကားလုံးနဲ့လဲဆိုတော့ဟော်ဒီမှာရှိနေတဲ့စကားလုံးနဲ့တူသလားလို့မေးရမှာဖြစ်ပါတယ်ဟောပါပြီဒါဆိုရင်တော့အဲကျွန်တော်တို့ include argument ပြီးသွားပြီပေါ့နော်ပြီးရင် comma ကုတ်မယ် if empty တကယ်လို့ဒါ အဲဒီဆဲကွက်ကြီးကအလွတ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဘလို့အကြောင်းအရာမျိုးဖော်ပြစေချင်တာလဲပေါ့ဒါဟုတ်သတ်မှတ်ပေးရမှာသူဒီတောင်းဝင်ခတ်ထားတဲ့အတွက်ကြောင့်မို့လို့မထည့်လဲရတယ်တကယ်လို့မထည့်ဘူးဆိုရင် calculation error ပေါ်လိမ့်မယ်ထည့်တယ်ဆိုရင်တော့အဲကျွန်တော်တို့သတ်မှတ်ထားတဲ့စကားလုံးပေါ်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်က include md နေရာမှာ not found လို့အခုရေးလိုက်မယ်ရှာမတွေ့ပါဘောเนาะရေးပြီးတော့အဲ ქვენ ပြန်ပေးပြီးတော့ control under ခောက်လိုက်ရင်ကျွန်တော်သတ်မှတ်ထားတဲ့စကားလုံးနဲ့ကန့်ညီတဲ့အကြောင်းအရာတွေကိုကျွန်တော် filter လုပ်ထားတဲ့ဆဲကွက်မှာအခုလိုမျိုးသူကပေါ်ပြပေးတာကိုတွေ့ရပါလိမ့်မယ် ဒါတော့ဥပမာတစ်ဖြစ်တယ်။ဟောပြီဒါဆိုကျွန်တော်ဥပမာနှစ်ကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ဥပမာနှစ်မှာတော့ကိုယ်သတ်မှတ်ထားတဲ့အကြောင်းအရာတွေကတစ်ခုဒါမှမဟုတ်ရင်တစ်ခုထပ်ပိုတာလည်းကျွန်တော်တို့ဖြစ်နိုင်ပါတယ်။တကယ်လို့အဲတစ်ခုထပ်ပိုတဲ့အကြောင်းအရာတွေပေါ့နော်။အကြောင်းအရာတွေကိုကျွန်တော်တို့ filter လုပ်ချင်တယ်ဆိုရင်အခုလိုမျိုးဆဲကွက်နှစ်ကွက်အဲလုပ်ထားရမှာဖြစ်ပါတယ်။အော်ဒီဥပမာမှာကျွန်တော်က employee name က sorted မောင်ဖြစ်ရမယ်။အမောင်းက9000အထက်ရှိရရှိမယ်။ အဲ့ဒီအကြောင်းအရာတွေနဲ့တိုက်ဆိုင်တဲ့เนาะအချက်အလက်တွေကိုစစ်ထုတ်ကြည့်မှာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ကအဲ holy employee နေရာမှာစောတင်မောင်းလို့ရိုက်မယ်။အဲဒီဘက်မှာ9000လို့ရိုက်မယ်။ရိုက်ပြီးသွားတဲ့နေရာနဲ့ကျွန်တော်အလိုလျောက် filter လုပ်ပေးရမယ်။အဲ့တော့ employee name ကစောတင်မောင်းဖြစ်ကိုဖြစ်ရမယ်။ငွေအလား expense amount ကလည်း9000အထက်ရှိကိုရှိရမယ်။အဲဒါဆိုရင်ကျွန်တော်က uncriteria ကိုသုံးမှာဖြစ်ပါတယ်။အဲ့တော့ filter function က boolean logic ကိုအခြေခံပြီးတော့တွက်ချက်တဲ့ function ဖြစ်တယ်။ ။ဒါကြောင့်မလို့ကျွန်တော်တို့ and criteria ကိုအသုံးပြုတဲ့အခါမှာအဲ operator လေးနှစ်ခုအကြောင်းနားလည်ဖို့လိုတယ်။ဒါကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမှာပါ။ဟောမီ filter filter array ဆိုတော့ filter လုပ်ပြီးသွားရင်ကိုမြင်ခြင်းနဲ့အကြောင်းအရာတွေကိုဆက်လက်မှတ်ထည့်ရမယ်။ကျွန်တော်ကဇာတ်ကွက်ကြီးတစ်ခုလုံးကိုလိုချင်တဲ့အတွက်ကြောင့်မလို့အခုလိုအနက်ရောင်များလေးကိုထောင်းမယ်။ clip ပေးမယ်။ comma ကုန်မယ်။ include ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကမေးခွန်းနှစ်ခုမေးရမှာပါ။ဘယ်လိုမေးရမှာလဲဆိုတော့ employee name တွေဒီ sorting မှာဟုတ်ပါသလားလို့တစ်ခုမေးရမယ်။ ောက်တစ်ခုကဟောဒီ amount တွေဒီ5000နဲ့အထက်ရှိပါသလားလို့မေးရမယ်။ဒါဆို boolean logic ရဲ့သဘောတဘာဝအရမေးခွန်းတစ်ခုမမေးခြင်းမမေးခင်မှာကျွန်တော်ဝင်ခန့်ရမှာဖြစ်တယ်။ဝင်စားပေါ့လက်သေးဝင်ခန့်ရမယ်။ကောင်းပြီဒါဆိုကျွန်တော်မေးလိုက်မယ်။ဟောဒီ employee name တွေကဟုတ်ပါသလား။ဆောတင်ပါ။ဒါဆိုရင်ပြီးပြီ။နော်။ဒါမေးခွန်းတစ်ခုပြီးသွားပြီ။အဲ့တော့ un criteria ဆိုရင်ကျွန်တော် asterisk ကိုသုံးအောင်ဖြစ်ပါတယ် asterisk ကဒီ un criteria ဖြစ်တဲ့ဒါဒီ အဲ့ရဲ့ worksheet function ဖြစ်တဲ့ if function ပေါ့ logical function တစ်ခုဖြစ်တဲ့ and function နဲ့အတူတူပဲဖြစ်တယ်အဲ့တော့ s တွေရဲ့အထည်ပြရတော့ and function ပါပြီးရင်တော့နောက်ထပ်မေးခွန်းတစ်ခုစာဖို့လက်သွဲခွင့်ခွင့်မယ်ဟောဒီမှာရှိနေတဲ့ amount နေသည်ဟလာကြီးသလားညီသလားနော်ဘယ်သူနဲ့လဲဆိုတော့ကျွန်တော်ဒီ9000လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်တော့ကျွန်တော်ရဲ့ syntax ရေးသားခြင်းပြီးဆုံးသွားပြီဖြစ်တယ်ပြီးရင်ကောင်းပါကောင်းမယ်တကယ်လို့အကွက်လွတ်တွေဖြစ်ခဲ့ရင်ကျွန်တော်က not found လို့ရေးမယ်ဟုတ်ပြီနော် ါဆိုရင်တော့ကျွန်တော်အန်ဒါခေါက်လိုက်မယ်အန်ဒါခေါက်လိုက်တဲ့နည်းတပြိုင်နက်ဒီမှာစောတင်မှာ9000အထက်ဖြစ်ပါတယ်တကယ်လို့စောတင်မှာမဟုတ်ဘဲနဲ့ဆိုကြပါဆိုကျွန်တော်တုတ်ပြီဆိုပါဆိုဒါဆိုရင်ကျွန်တော်တို့ကတုတ်ပြီလို့ရိုက်လိုက်မယ်เนาะအဲတုတ်ပြီလို့ဒီမှာရိုက်မယ် control အန်ဒါခေါက်မယ်တုတ်ပြီ9000အထက်ကတကြောင်းပဲရှိပါတယ်ဒါဆိုတုတ်ပြီကိုကျွန်တော်3000လို့ပြင်လိုက်မယ် sorry เนาะ3 1 2 3 4 control အန်ဒါခေါက်မယ်တို့ပြီး3000အထက်ဒီကြောင်းရှိရလို့သူကပေါ်ပြပေးမှာပါ။ဟောပါပြီဒါကတော့ filter function ရဲ့ဒုတိယဥပမာဖြစ်ပါတယ်။ ်ဘူတတ္တရာဥပမာအနေနဲ့ကျွန်တော်တို့เนาะ all criteria ကိုအသုံးပြုมาဖြစ်ပါတယ်စောတင်မောင်းသုံးမဟုတ်9000ထက်ရှိတဲ့အမောင့်တွေကိုကျွန်တော်ဒီစစ်ထုတ်มาပါဒါလေးကိုဆက်ပြီးတော့မရှင်းပြခင်မှာအခုလို AJ သင်ခန်းစာတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ AD knowledge sharing channel ကို subscribe လုပ်ထားနိုင်ပါတယ်ကောင်းပြီဒါဆိုရင်ကျွန်တော်အခုအခုလိုမျိုးအဲနောက်ထပ်ကျွန်တော်တို့ဆက်ပြီးတော့လေ့ကျင့်ကြည့်အောင်เนาะအဲ့တော့အခုအာကျွန်တော်က all criteria ကိုအသုံးပြုมาဖြစ်တယ် equal fil tab ခွန်လိုက်မယ် array ဆိုတဲ့နေရာမှာဇာတ်ကွက်ကြီးတစ်ခုလုံးကျွန်တော်ဆက်လက်မှတ်ထည့်မယ် comma ပုတ်မယ်ဟောမေးခွန်းတစ်ခုမစားခင်မှာလက်သေးခွင့်ခတ်ရမယ်ဟောဒီမှာရှိနေတဲ့နာမည်တွေက ဟုတ်ပါသလားစောတင်မအောင်ပြင်ခွင်းပေးမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က uncorrect or criteria ဖြစ်တဲ့အတွက်အပေါင်းလက္ခဏာကိုနှဲ့ရမှာဖြစ်ပါတယ် boolean logic ရဲ့သဘောတဘာဝအရ or criteria ဒီအပေါင်းလက္ခဏာဖြစ်တယ်အဲ့တော့ဒီ boolean logic ရဲ့ array syntax တွေကိုရေးသားဖို့အတွက်ကျွန်တော် video playlist တခုဒီနေ့ပြုလုပ်မှာပါအဲ့ဒီမှာလေ့လာလို့ရပါတယ်။ဟောပြီ အဲအဲ့တော့ကျွန်တော်တို့ကဝင်ခတ်မယ်နောက်ထပ်ဘေးကွန်တစ်ခုကကြတော့ဟောဒီမှာရှိနေတဲ့ amount တွေဒီเนาะအကြီးပါသလားညီပါသလားအဟောဒီမှာရှိနေတဲ့ gain ထပ်ပေါ့အဲ့လိုရေးလိုက်ဒါဆိုတော့ကျွန်တော်ရဲ့ syntax ရေးသားခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်ကောင်းပါပြီအဲ့တော့ဒီနေရာမှာရှိနေတဲ့အ d table တို့ d table employee name တို့ဒီ special reference နေဖြစ်တယ်အဲ့တော့ table ထဲမှာ self reference တွေအလုပ်လုပ်တဲ့ပုံစံကိုသိကျင်နေဆိုရင်ကျွန်တော် YouTube channel မှာ ဆဲ address များအကြောင်းဆိုပြီးတော့ video playlist ၃ခုလုပ်ပေးထားရှိပါတယ်အဲ့ဒီမှာလေ့လာပါ။ဟောပြီတကယ်လို့ဒါကျွန်တော်ကရှာမတွေ့ခဲ့ဘူးဆိုရင်ဘာလုပ်မှာလဲ not found လို့ကျွန်တော်ရေးမှာဖြစ်တယ်။အဲပြီးတော့ရင်တော့ဝင်ပြန်ပြီးပြီး control enter ခောက်လိုက်ရင်နော်ဟောဒီမှာအဲ number တွေဒီ sort တင်ဖြစ်တယ်။ဒါဒီမှာတော့ရှင်ကောင်းကြီးဖြစ်နေရဲ့ဘာကြောင့်လဲရှင်ကောင်းကြီးက9000ထက်ပိုနေလို့သူကဒါရှာပေးတာဖြစ်ပါတယ်။ဟောပါပြီ။ကျွန်တော်ရဲ့သင်ခန်းစာတွေကိုအခုလိုအချိန်ကုန်ခံပြီးတော့လေ့လာပေးရကျေးဇူးတင်ပါတယ်။ အိဇဲနဲ့ပတ်သက်တဲ့အခက်အခဲပြည်လဲကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်နော်